အာကျွန်တော်မှတ်မှတ်ရရအဲ့ငလီနမိတ်မတိုင်ခင်မှာကျွန်တော်ကြည့်စဉ်ကျင့်တာပေါ့နော်ကျွန်တော်အဋိဋ္ဌံဝင်တယ်ဝင်တဲ့အချိန်မှာကျွန်တော်တို့ဒီရှိမိုင်းနဲ့ကျွန်တော်တို့ကအဋိဋ္ဌံဝင်တယ်အာကျွန်တော်တို့ပညာရှင်တက်တယ်ငါတက်တဲ့အချိန်မှာကျွန်တော်ထူးထူးဆန်းဆန်းကြုံရတာတကူကအဲ့မှာဘာရှိလဲဆိုတော့ကျွန်တော်ရဲ့အာယုံထဲမှာအာဒီရှိမိုင်းတန်သေးအကာကနေတဲ့အချိန်မှာဒီမြေကြီးတွေကွဲအပ်လာပြီးတော့ပေါ့နော်ဒီမြေတွေတုံခါနေတဲ့နမိတ်ကိုကျွန်တော်ပြနေအဲ့ပြနေတဲ့အရာဘယ်လောက်ထိဆိုပါလဲဆိုတော့တခါလေဆိုင်တဆိုင်ဆိုင်မှာမုတ်စားနေနေတဲ့တောင်မှာမျက်စိထဲမှာလူကခဏမင်းတက်သွားပြီးအဲ့မြင်ကွေးမျိုးကြီးကိုမြင်နေတာမျိုးပေါ့ အဲ့လိုမျိုးအဲ့ဒါကြောင့်မို့ကျွန်တော် line ပေါ်မှာ post တင်ခဲ့တယ်တင်ခဲ့တဲ့အချိန်မှာအဲ့လိုနည်းနည်းပြောတာများလာတော့ကျွန်တော်ပြန်ပြီးတော့ဒီ post ကိုကျွန်တော်ဖျောက်ခဲ့တာပေါ့ဟုတ်အဲဒီငလျင်ဖြစ်ကန်ဒီမှာလဲကျွန်တော်သတိပေးခဲ့တာရှိလို့ဒီငလျင်ပြီးတဲ့အချိန်မှာလဲကျွန်တော်ငလျင်နဲ့ဆက်ဆက်ပြီးတော့ဖြစ်လာတဲ့နမိတ်တွေနောက်တဲ့ဖြစ်မဲ့နမိတ်တွေလဲကျွန်တော်ဟောခဲ့တာကြီးလဲရှိပါတယ်။ဟုတ်ကဲ့ဟုတ်။ဟုတ်ကဲ့မင်္ဂလာပါ။ဆရာတခန်းလေးကိုလာလဲရပါအဲ့တော့ဒါဆရာလိုက်ပြပေးပါအောင်။ဟုတ်ကဲ့ဟုတ်။ ပင်ခဲ့ပါခင်ဗျ။အဲတော့ကျွန်တော်တို့ဝင်ဝင်ချင်းမှာဒါကျွန်တော်ဖျားကြော့တာပေါ့။ဟုတ်ဒါကျွန်တော်ရဲ့ဖျားကြောင်းဆောင်ပါ။ဟုတ်ပြီးရဲ့အခါမှာတော့ကျွန်တော်ဒီမှာအနောက်မြစည်းမှာကျွန်တော်တို့ဒါမေတော်ဒီကျွန်တော်တီထားကိုကြွယ်တာပေါ့။ဟုတ်အဓိကတော့ကျွန်တော်ကဒါအိမ်မက်တွေကြောင်းပေါ့။နော်ကျွန်တော်ရဲ့အိမ်မက်တွေကျွန်တော်ရဲ့ဒါပထန်းဆက်တွေပေါ့။အဲပါလာတဲ့ဟုတ်ပါလာတဲ့ပထန်းဆက်တွေကြောင်းမလို့ဒါအဲကျွန်တော်ကိုကြွယ်ဖြစ်တာပဲဖြစ်ပါတယ်။ဟုတ်အဲ့မေရိုလေးအိမ်မပေးခဲ့တာကြီးလည်းရှိတယ်အဲနောက်ခါကျွန်တော်ရဲ့ဒီချင်းချံမှုတွေပေါ့ဟုတ်ကဲ့ပါ အိမ်မက်တီမှာတော့အဓိကကျွန်တော်ဒီ logi လမ်းကြောင်းမှာ6ခိုင်းနာတွေပေါ့နော် logi လမ်းကြောင်းမှာ6ခိုင်းနာတွေနောက်ကထူးခြားတဲ့အကျင့်စဉ်တွေဝင်ခိုင်းနာတွေအိမ်မက်ထဲမှာဘယ်နေရာနေဘယ်ရတော်တွင်ကိုအဓိဋ္ဌာန်ဝင်ရမယ်ဘယ်ကာရာကိုယူဘယ်လိုမျိုးယူဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးတွေအဓိဋ္ဌာန်ဝင်ခိုင်းနာတွေပါဟုတ်စပြီးထူးခြားခြားစပြစ်တာဆိုတော့ကျွန်တော်၄ရက်နှစ်မှာစပြီးတော့ပေါ့ကျွန်တော်အသက်၄ရက်နှစ်ဆိုကျွန်တော်တော်တော်ငယ်ဦးမယ်အော်အဲ့ဒီချိန်မှာတွေကကျွန်တော်စပြီးတော့ဒီလိုအိမ်မက်တီရလာတယ်နောက်တစ်ခါ ိမ်မက်ထဲမှာကျွန်တော်ကိုရှောင်းခိုင်းတာတွေဆောင်းခိုင်းတာတွေနောက်တစ်ခါဆိုလို့ရှိရင်အဲတို့ရဲ့နောက်ဆုံးပေါ့နော်အတိတ်ဘဝပဒန်းဆက်ကဒီမေတော်တွေရဲ့ဘလို့ပဒန်းဆက်ပါလာတယ်ဒါကြောင့်ဘယ်လုတ်ကိုလုတ်ရမလဲအဲ့လိုပြောတာတွေအထိကျွန်တော်ဂျုံခဲ့ရပါတယ်။အင်းအိမ်ဝကကျတော့ကျွန်တော်ကျွန်တော်ကအဲ့ဒီအချိန်မှာကျွန်တော်ပြန်ပြောပြတဲ့အချိန်မှာကျွန်တော်ထူးဆန်းတာပေါ့နော်။အဲကျွန်တော်ကမဘလောက်ထိတောင်မှကျွန်တော်ရေစရာဖြစ်ခဲ့ဘူးလေဆိုတော့အလုံးဝဘာသာတစ်ခုကတီးခြားဖြစ်နေရလေ။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဆိုခေါင်းလောင်းပြီးအောင်ရေချိုးခိုင်းတာမျိုးတွေတောင်ဂျုံခဲ့ဘူးတဲ့။အဲဒါပေမဲ့ကျွန်တော်အဲ့ဒီမှာမေတော်ပြောတဲ့စကားတွေကိုကျွန်တော်နားထောင်တယ်။ပြီးတဲ့အခါမှာကျွန်တော်တရူတသေးနဲ့ပေါ့နော်ကျွန်တော်လုတ်ဆရာရှိတာတွေကိုကျွန်တော်လုတ် တယ်။ဒါကြလေကြအင်ရမသိဘူးကျွန်တော်ကကျွန်တော်ခိုးလို့တာလေးရှိရဖျားเจ้าနေပါကျွန်တော်ခိုးသွားပြီးလေ့လာကြည့်တယ်။အဲအဲ့လိုမျိုးလေ့လာရာနေပြီးတော့မှကျွန်တော်ကိုပညာရှင်တွေပိုပိုကြီးတက်လာပေးတယ်။အဲကျွန်တော်ဒါကြလေကြလို့ချင်းကြိုပြီးတော့ဖြစ်မဲ့အရာလေးတွေကိုသိလာတာမျိုးအဲစိတ်ထဲမှာဒါကြလေကြလို့ချင်းလူတယောက်ရဲ့ဖြစ်တော့မဲ့မကောင်းတဲ့ကိစ္စလေးဆိုမြင်မိတာမျိုးအဲဒီရနေကျွန်တော်စပြီး login လမ်းကြောင်းထဲကိုဝင်နေဘေးရင်ဟောပါတယ်ဟုတ်။၄နှစ်ဆိုတော့ကျွန်တော်ဘယ်လောက်ရှိမလဲဆိုတော့ဟိုပါပေါ့၁၀နှစ်ဝင်းကျင်လောက်ရှိမလား။ အဲ့တုန်းကကျွန်တော်ကျန်းစာအုပ်လေးတအုပ်ပေါ့နော်မှတ်မရရပေါ့ကျွန်တော်အဲ့တုန်းကဖတ်ဖြစ်မိတယ်မနေ့ကလည်းကျွန်တော်အများကြီးဖတ်ညလည်းအများကြီးဖတ်တဲ့ချိန်မှာအထူးကြတာတခွဘာဖြစ်လာလဲဆိုတဲ့အခါကျတော့ကျွန်တော်ရဲ့အမြင်အာရုံမှာကျွန်တော်မမြင်အပ်တဲ့ပုံကိုယ်တွေကိုကျွန်တော်မြင်လာရတာပေါ့အမြင်တော့ကျွန်တော်ငယ်လေးအမ်းပေါ့တရေတက်စီတွေပဲထားပါတော့ကျွန်တော်အလွေပြတ်မပရလောကပေါ့အဲကျွန်တော်အဲ့လိုမြင်လာတဲ့ချိန်မှာကျွန်တော်ကိုဆရာတယောက်စီခေါ်သွားပြီးတော့မှအဲသွားပြီးတော့မှကျွန်တော်မေးလိုက်တယ်ပေါ့အဲမေးလိုက်တဲ့ဆရာဗုဒ္ဓဘာသာမဟုတ်ဘူးတခြားဘာသာကနေမေးတာဒါပေမဲ့ तू ကကျွန်တော်ကိုဗမာဖျားရှိတဲ့နေရာကိုသွားခိုင်းတယ်အဲ့လိုအတိတ်ဘဝက ဒီလိုပထန်းဆက်တွေအဲကျွန်တော်တို့ရှိတဲ့အတွက်ကြောင့်ဒီလိုဒီလိုပါလာလို့ဗမာပွဲသွားပေးပေါ့နော်နောက်ခါ DI နဲ့ပတ်သက်လို့ကျွန်တော်ဘယ်လိုအောင်မြင်မယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ပြောခဲ့တာပေါ့ဟုတ်ဆောင်းရံချောင်းရံကတော့အဓိကတော့ကျွန်တော်မဲသားဝက်သားပေါ့နော်အဓိကကျွန်တော်အဲ့ဒီအရာတွေရှောင်းနေဟိုးရင်တော့ဆိုရင်အဲကျွန်တော်ဒီအဓိကအဖြစ်အသားကြီးငါးကြီးလုံးဝမစားဘူးအဲနောက်ကကျွန်တော်လုံးဝ အသက်မတက်ဘူးပေါ့နော်ဟုတ်အသားကြီးငါးကြီးဆိုလည်းကျွန်တော်လုံးဝမစားဘူးခြေလေးချောင်းသားကျွန်တော်အမေသားဝက်သားကျွန်တော်တက်နိုင်သမျှအများဆုံးခြောက်ပါတယ်ဟုတ်ရှိခဲ့ဘူးအဓိကတော့ကျွန်တော်ရဲ့အဆိုးဆုံးသောအရာကျွန်တော်ရင်ဆိုင်ရတဲ့အရာပေါ့နော်ကျွန်တော်ပြရလောကကြီးကိုမြင်လာတဲ့အချိန်မှာအာတော်တော်လေးကျွန်တော်ထိန်းချုပ်ကြတယ်အဲ့လိုမျိုးပေါ့တခါလေးဆိုတွိုင်းလိုင်းနဲ့လေသူ့လိုကိုယ်လိုလမ်းမှာမြင်လိုက်တယ်ဒါပေမဲ့လူမဟုတ်တဲ့အရာမျိုးတွေအဲ့တခါလေးကျွန်တော်ထမင်းစားနေတယ်လာတောင်းတော့ကျွန်တော်အဲ့လိုမျိုးထွက်ပြီးတော့ကျွေးမိတယ်ဒါပေမဲ့တကယ်လူမဟုတ်တာမျိုးတွေပေါ့အဲ့လိုမျိုးတွေကျွန်တော်အများကြီးကြုံခဲ့ရပူပါတယ်အဲ့ကလေးဘွားမှာတော့ကျွန်တော်ဒုက္ခပေးတာတော့အဲ့လိုမျိုးတော့မရှိဘူးပေါ့ဒါပေမဲ့ ဲ့ကျွန်တော်နဲ့ဆက်သွယ်လာတာမျိုးတခါလေကျွန်တော်ရဲ့နံပါတ်ကိုအဲ့လိုမျိုးချန်အောင်မှလာခေါ်တာမျိုးတွေအကျွန်တော်ထွက်ပြီးထူးလိုက်ပြီမဲ့မရှိတာမျိုးအမမရရကျွန်တော်၄တန်းနေပဲရှိသေးတယ်ဒါပေမဲ့ကျွန်တော်ဘာဖြစ်သွားလဲဆိုဘေးအညာလူကြီးတယောက်ကျွန်တော်ရဲ့ဘေးအညာဆုံးသွားတာပေါ့နော်အဲဒါပေမဲ့ तू ကမကြွဘူးကျွန်တော်ဖျားတရားရမ်းလုံနေအချိန်ဒါပေမဲ့ကျွန်တော်သူ့နေရာတိုင်းမှာမြင်နေရတာ အဲ့လိုမျိုးအဲ့တော့ကျွန်တော်စိတ်ထဲမှာသူ့ကိုကျွန်တော်ဆုံးမိပြီလို့ကျွန်တော်မထင်ဘူးအသက်ရှိလူတယောက်လိုပဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးอ่ะအဲ့ဒါကြောင့်မလို့လဲကျွန်တော်ရဲ့မိဘကိုယ်တိုင်ကကျွန်တော်ကိုဆရာစီခေါ်သွားတာပေါ့အဲ့သူဒီလိုဒီမြင်နေရတာဟုတ်ရောဟုတ်လားဆိုတော့ကျွန်တော်ရဲ့ဆရာစစ်ကြည့်လိုက်တာအဲခေါ်သွားတဲ့ဆရာပေါ့နော်ခေါ်သွားတဲ့ဆရာစစ်ကြည့်တဲ့အချိန်မှာကျွန်တော်အတိအကျပြောနိုင်ခဲ့တယ်ဘယ်နေရာမှာတော့ဘာရှိတယ်အဲဘယ်နားမှာတော့ဘယ်ပုံကမတည့်ရနေကျွန်တော်အဲ့ဒါကြီးပြောတဲ့အခါမှာကျွန်တော်နောက်ထပ်ဆရာကြီးတယောက်စီတကထပ်ဖို့ပို့တဲ့အခါကျတော့မှကျွန်တော်စစ်တော်ဒါသူ့ရဲ့အတိတ်ဘဝပဋ္ဌာန်းဆက်ကြောင့်သူဒီလိုဒီဖျားတရားလုပ်လို့အဲမြင်ရတာဆိုကျွန်တော်အများလက်ခံပေးနိုင်တာပေါ့ဟုတ် ဟုတ်ရှိတယ်ဟုတ်ကျွန်တော်အစပိုင်းမှာတော့ဒါကျွန်တော်အလုပ်လုပ်ရတဲ့အခါမှာတခါတလေမြင်ရတဲ့ပုံကိုရှိတယ်လို့မမြင်ရတဲ့ပုံကိုနေလည်းရှိတယ်အလုပ်လုပ်ရတဲ့အခါတွေပေါ့တခါတလေကျင့်စဉ်တတ်တဲ့အခါတွေမှာကျွန်တော်ဆွမ်းနာလို့ပေါ့ခက်ခဲတဲ့အရာတွေကျွန်တော်အများကြီးကြုံခဲ့ပူးတယ်အိမ်မက်ဒက်တီလာပြီးတော့ကျင့်စဉ်တစ်ခုအောင်ခဲ့နေမှာတခါဖြတ်တာမျိုးတို့အပြင်မှာကျွန်တော်အဲ့လိုမျိုးဟိုပရလောကတွေနောက်ချက်တာကိုခံရတာမျိုးတို့အဲ့ချိန်ကျရင်တော့အိမ်ဟာစိတ်ပူတာပေါ့စိတ်ပူတဲ့အတွက်ကြောင့်တော့မလုပ်စီခြင်းဘူးဒါပေမဲ့ကျွန်တော်ဒီဘက်မှာပါရမီပါနေတဲ့အခါကျတော့ကျွန်တော်လည်းဒီလမ်းကိုကျွန်တော်ရအောင်ချက်မယ်ဆုံးခွဲနိုင်အောင်ချက်မယ်ဆိုတဲ့တနိဒံချထားတာပါအဲ့လိုမျိုးလေးကြုံရပူးတယ်အဲ့လိုမျိုးကျွန်တော် တော်အဲတခါလဲလို့ပေါ့ကျွန်တော်ဒီလာတဲ့အဲ့ဒီတဲ့ကိုကျွန်တော်တားပေးခဲ့ဘူးတာပေါ့နော်အဲဒီလမ်းကြောင်းတစ်ခုမသွားနဲ့အဲ့လမ်းကြောင်းမှာတကယ်ဖြစ်မှာကိုကျွန်တော်မြင်မိလိုက်တယ်အဲဒါမဲ့သူသွားလိုက်တယ်သူ့မိသားစုဆုံချုံသွားပြီးတော့မှရောက်လာတာမျိုးအဲနောက်ကဆိုလို့ရှိရင်လို့ပေါ့နော်တန်အဲတန်ငယ်ချင်းနှစ်ယောက်ပေါ့အဲတန်ငယ်ချင်းနှစ်ယောက်မှာအဲတယောက်ကအဲ့ကိုသွားလို့ရှိရင် အသူ့ရဲ့ကံကုန်မယ်ဆိုတဲ့အကြောင်းပေါ့ကျွန်တော်အဓိကအဖြစ်တော့ကျွန်တော်ဟောရပြောတဲ့နေရာမှာကျွန်တော်လူတယောက်ရဲ့ကံကြမ္မာကို95ရာခိုင်နှုန်းထိကျွန်တော်မှန်ကန်အောင်ကျွန်တော်ဟောပေးနိုင်တယ်အဲ့တော့ကျွန်တော်တားပြီးတဲ့ကိစ္စတွေရှိတာပေါ့နော်တစ်ခါတလေမှလုံးဝမလုတ်တင်လို့တစ်ခါလေသူနဲ့ကျွန်တော်နဲ့လည်းပဋ္ဌာန်းဆက်ပါလို့နေမှာပေါ့ကျွန်တော်မြင်ရတဲ့အကြောင်းအရာတွေမှာကျွန်တော်တားတယ်မလုတ်ဖို့မသွားဖို့အဲ့လိုအရာမျိုးတွေမှာဆိုရင်တော့တစ်ခါလေသူရဲ့အသက်အန္တရာယ်ရှိလောက်တဲ့ကိစ္စဆိုကျွန်တော်တားပြီးပါတယ်ငါလျင်ပေးဟုတ် အာကျွန်တော်မမရရအဲ့ငလျင်နမိတ်မတိုင်ခင်မှာကျွန်တော်ကြည့်စဉ်ကျင်တာပေါ့နော်ကျွန်တော်အဓိဋ္ဌာန်ဝင်တယ်ဝင်တဲ့ချိန်မှာကျွန်တော်တို့ဒီရှိပိုင်းနဲ့ကျွန်တော်တို့ကအဓိဋ္ဌာန်ဝင်တယ်အာကျွန်တော်တို့ပညာရှင်တက်တယ်။တက်တဲ့အချိန်မှာကျွန်တော်ထူးထူးဆန်းဆန်းကြုံရတာတခုကအဲ့မှာဘာရှိလဲဆိုတော့ကျွန်တော်ရဲ့အာယုံထဲမှာအဲဒီရှီမန်ကြီးတန်သေးအကာကနေတဲ့အချိန်မှာဒီမြေကြီးတွေကွဲအပ်လာပြီးတော့ဗောနော်ဒီမြေတွေတုံခါနေတဲ့နမိတ်ကိုကျွန်တော်ပြနေ။အဲ့ပြနေတဲ့အရာဘယ်လောက်ထိဆိုပါလဲဆိုတော့တခါလေဆိုင်းတဆိုင်ဆိုင်မှာမုတ်စားနေနေတဲ့တောင်မှာမျက်စိထဲမှာလူကခဏမင်းတက်သွားပြီးအဲ့မြင်ကွင်းမျိုးကြီးကိုမြင်နေတာမျိုးပေါ့။ အဲ့လိုမျိုးအဲ့အဲ့ဒါကြောင့်မို့ကျွန်တော် line ပေါ်မှာ post တင်ခဲ့တယ်တင်ခဲ့တဲ့အချိန်မှာအဲ့လိုနည်းနည်းပြောတာများလာတော့ကျွန်တော်ပြန်ပြီးတော့ဒီ post ကိုကျွန်တော်ဖျောက်ခဲ့တာပေါ့ဟုတ်အဲဒီငလျင်ဖြစ်ကန်ဒီမှာလည်းကျွန်တော်သတိပေးခဲ့တာရှိလို့ဒီငလျင်ပြီးတဲ့အချိန်မှာလည်းကျွန်တော်ငလျင်နဲ့ဆက်ဆက်ပြီးတော့ဖြစ်လာတဲ့နမိတ်တွေနောက်ထပ်ဖြစ်မဲ့နမိတ်တွေလည်းကျွန်တော်ဟောခဲ့တာကြီးလည်းရှိပါတယ်ဟုတ်ကဲ့ဟုတ်အဲကျွန်တော်အဓိကအားဖြင့်တော့လူတယောက်ကိုဟောမယ်ဆိုရင်တော့ကံကြမ္မာမှာကျွန်တော်65ရာခိုင်နှုန်းထိတော့ကျွန်တော်မှန်အောင်ကျွန်တော်ဟောပေးနိုင်မယ် ဟုတ်ကဲ့ဟုတ်တချို့တချို့တော့အရာဒီမှာကျွန်တော်တို့ရဲ့လူတယောက်ရဲ့ကံကုန်နဲ့နေတွေပေါ့နော်အဲ့လိုမျိုးတွေတောင်ကျွန်တော်တို့ဟောပြောလို့ရတဲ့ကဏ္ဍလေးတွေရှိတယ်ဒါပေမဲ့ဒီအရာကြတော့လူတိုင်းကိုကျွန်တော်တို့ကမပြောသင့်ဘူးပေါ့နော်ကျွန်တော်တို့မှလည်းကျွန်တော်စီးထားရတယ်ဆရာဆိုပေမဲ့လीအမြင်မြင်တဲ့အတိုင်းကုန်လုံးတော့မပြောအောင်ဒါကြောင့်မလို့အတင်ချန်ပြီးတော့ဟောတဲ့ကဏ္ဍတွေရှိတယ်တခါတလေဆိုလို့ရှိရင်အိမ်မှာပစ္စည်းပျောက်သွားလို့အဲ့လိုလင်မယားနှစ်ယောက်လာမေးတယ်ဒါပေမဲ့ယူတဲ့သူကနှစ်ယောက်ထဲကတစ်ယောက်ဆိုတာပေါ်နေတယ်ကျင်းတယ်ပေါ့အဲဒါပေမဲ့ကျွန်တော်တို့မှဟောလိုက်လို့မရအောင်နှစ်ယောက်တူတူရှိနေလို့အဲအဲ့လိုမျိုးကျွန်တော်တို့ပြန်လွတ်လိုက်ရတဲ့ကဏ္ဍမျိုးလေးတွေလည်းရှိပါ ပါတယ်ဟုတ်ကျွန်တော်ကျင်းစဉ်ကျင်းတဲ့အချိန်မှာကျွန်တော်မြင်မိတာတော့ယောဂကပ်ဘေးတစ်ခုထပ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီရေဘေးတစ်ခုကိုကျွန်တော်ကစိုးရိမ်တာပေါ့ရေနဲ့ပတ်သက်တဲ့ရေဘေးတစ်ခုကိုကျွန်တော်မြင်မိတယ်အဲဒါပေမဲ့လို့ကျွန်တော်ဟောချက်တော့မထုတ်သေးပါဘူး ဟောချက်တော့မထုတ်သေးဘူးမြင်မိတဲ့အတိုင်းဒါလည်းပမာဏတစ်ခုတည်းတော့ကျွန်တော်ရောက်ထားတာရှိတယ်အဲဒါပေမဲ့ကျွန်တော်ဟောချက်မထုတ်သေးဘူးဆိုတာကဆွမ်းနာပြောလို့ပဲအလူတွေရဲ့စိတ်ထဲမှာလည်းကြောက်စိတ်ဖြစ်မှာလည်းကျွန်တော်စိုးရိမ်နေနောက်တစ်ခါကျတော့ကျွန်တော်လည်းနက်ခတ်ကိုကျွန်တော်ဒီပညာရက်တွေပေါ့အဓိကအဖြစ်ပေါ့နော်ဂျိုကွင်းတို့ကျွန်တော်အဆုံးထိကျွန်တော်မတွက်ကြည့်ရသေးဘူးအဲကျွန်တော်ကိုယ်တိုင်လည်းမသိကျင်သေးတာလည်းပါတာပေါ့အဲအာယုံထဲမှာတော့ကျွန်တော်မြင်မိနေတာပထမငလျင်ဘေးတုံးကလို့ပဲကျွန်တော်အခုဒီရေဘေးတစ်ခုနဲ့ပတ်သက်ပြီးကျွန်တော်မြင်မိရတာတော့ရှိတယ်อืมကျွန်တော်အဆုံးထိတော့ ကျွန်တော်မပြောတော့မပြောချင်ဘူးเนาะဒါပေမဲ့ကျွန်တော်တို့တော့ကျွန်တော်စိုးရင်ရမယ်ကိစ္စတခုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အော်ဆက်ပြီးတော့ကျွန်တော်မလေးလာမတွက်ချက်တော့ဘူးပေါ့ကျွန်တော်ပြောချင်တာမဟောတော့ဘူးပေါ့ဒီနမိတ်ကိုဟုတ်လက်ရှိကတော့ကျွန်တော်တို့ဒီယောဂတွေပိုင်းနေတော့အရင်ဆိုးရတာတော့မရှိသေးပါဘူးအဓိကတော့ဒီတဘာဝဘေးပဲရှိပါလေဦးမယ်ဟုတ်အော်ရှိတယ်ခင်ဗျာတခါခါကြာလို့ရှိရင်ကျွန်တော်တို့ဒီနာနာလေးမှာပေါ့เนาะပြောတန်ကြတာမျိုးလေးတွေအတခါလေးအိတ်နေတဲ့အချိန်မှာမှကျွန်တော်အိမ်မက်လာပေးတာမျိုးတွေအတခါလေးတရားထိုင်နေတဲ့အချိန်မှာကျွန်တော်အတန်ကြတာမျိုးတွေဒီလိုမျိုးလေးတွေရှိပါတယ်ဟုတ် ဟောကိန်းထုတ်ပြီးတော့လဲကျွန်တော်ပြောပြဖို့တော့ရှိတော့ရှိပါသေးတယ်အဲလက်ရှိမှာတော့ကျွန်တော်အဓိကအပြည့်ခုနှစ်တာသမီအပူတွေပေါ့နော်ကျွန်တော်ဖြစ်တဲ့အာဒီကျွန်တော်ထိုင်းဒီခံမန်းနာလီပါလီလောက်တော့ကျွန်တော်တင်ပေးတာပါတယ်အာဘာလို့လဲဆိုတော့ဒီတဘာဝဘေးအန်ဒီယန်နဲ့ပတ်သက်ပြီးတော့ပဲဟောတယ်ဆိုတာဖြစ်မှာဆိုလို့ပေါ့နော်အဲကျွန်တော်ဒီထိုင်းဒီနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်နှစ်ကြိမ်တိတိနမိတ်ပေးခဲ့တယ်အာကျွန်တော်ခုနှစ်တာသမီတွေရဲ့အပူကျွန်တော်တက်နိုင်သမျှအကူအညီဖြည့်ရှင်းပေးတာပေါ့နော်အာကျွန်တော်ပေးခဲ့တဲ့နမိတ်တွေလဲတကယ်မှန်မှန်ကန်ကန်နဲ့ထွက်ခဲ့ပါတယ် အဲ့လိုမျိုးအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကတော့ကျွန်တော် TikTok မှာစောင့်ကြည့်နေသူတွေဆိုအကုန်လုံးသိတယ်ကျွန်တော်တကယ်ဒီထိုင်းထီနမိတ်တွေပါပြီးပေးခဲ့လားမပေးခဲ့လားဘူးပေါ့နော်အဲ့တော့ကျွန်တော်တချို့တချို့တော့ကိစ္စတွေမှာကျွန်တော်တို့ကမဟောနိုင်တာမဟုတ်မသိတာမဟုတ်ကျွန်တော်တို့သိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလူအားလုံးကိုကျွန်တော်ကယ်လို့မရဘူးစောနာပြောလို့ပေါ့သူ့ရဲ့ကံနဲ့တူလာကြတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းမှာကံကြမ္မာကိုယ်စီရှိပါတယ်ကျွန်တော်တို့အဲ့ဒီအရာတစ်ခုလုံးကျွန်တော်တူညီအောင်ညှိပလိုက်လို့မရဘူးပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့ပြောသင့်ပြောထိုက်သလောက်ကျွန်တော်တို့လုတ်လုတ်ပေးနိုင်လို့ရမယ်အတိုင်းအတာတစ်ခုထိလောက်ပဲကျွန်တော်တို့လုတ်ပေးပါတယ်ဟုတ် အော်မရှိပါဘူးအဓိကတော့ကျွန်တော်ဟိုတို့ဆန္ဒပြောလို့ပေါ့ဒီနမိတ်နဲ့ပတ်သက်တဲ့အချိန်မှာလဲကျွန်တော်အဲ့လိုမျိုးစဲကြပြူကြတာမျိုးလေးတွေတော့ရှိလာပါတော့အဲဒါမဲ့ကျွန်တော်ဘာဖြစ်လဲဆိုတဲ့အခါကျတော့အကောလို့ဒီလိုပဲဖြည့်သိမ်းလိုက်ပါတယ်ဒီဆိုရှယ်ဆိုတာလူအလုံးသုံးနေကြတာလीเนาะတစ်ခါလေးကြားလို့ရှိရင်ဆန္ဒကျွန်တော်ပြောလို့ပေါ့ထိုင်းတီပေးလိုက်လို့ထွက်သွားခဲ့တာတော့အခုမှမြင်တဲ့လူကအခုမှလာပေးရတို့ထွက်ပြီးမှပြောတယ်တို့ဆိုတာအဲ့လိုဝင်မန်းကြတဲ့လူတွေရှိတယ်တချို့ကြတော့လေတေချာမလေ့လာဘူးပေါ့နော်အဲ့တော့ကျွန်တော်သိလိုက်တာတကွာဆိုရှယ်မီဒီယာပေါ်မှာကျွန်တော် post တစ်ခုတင်လိုက်ပြီဆိုလို့ရှိရင်အဲကိုယ့်ရဲ့အကြောင်းကိုတေချာစောင့်ကြည့်နေလို့သိ ိတဲ့သူရှိလို့မသိဘဲနဲ့လည်းတစ်ခါလေးကြာရင်ဝင်ဆဲသွားတဲ့သူလည်းရှိတယ်အဒီတန်လေးတွေကတော့ကျွန်တော်တို့ခံရတာပေါ့ဟုတ်ဒါပေမဲ့သူတို့ဘက်မှာတော့ကျွန်တော်ဘာမှစိတ်ဆိုးတဲ့စိတ်ဒေါသထွက်တဲ့စိတ်မရှိပါဘူးဟုတ်ကဲ့